အားလုံးမင်္ဂလာပါဒီတစ်ခါမှကျွန်တော်ပြောမယ့်အကြောင်းအရာကတော့လူငယ်ရီမှာပါအဖြစ်များလာတဲ့ခန်းနာခြင်းဝေဒနာအကြောင်းပါအဲခန်းနာတဲ့ကိစ္စခုနောက်ပိုင်းတော်တော်ဖြစ်လာတယ်ပေါ့နော်အထူးသဖြင့်တော့လူငယ်ရီပါပုံကြီးဖြစ်လာတယ်ဘလို့အသက်အရွယ်လောက်မှခန်းနာတဲ့ကိစ္စပြန်ပို့ပြီးတော့ပစိုးလာလဲဆိုတော့အသက်25ဝန်းကျင်လောက်ပေါ့အသက်25ဝန်းကျင်လောက်ကနေစပြီးတော့လူငယ်ရီပါခန်းနာတဲ့ကိစ္စဖြစ်လာတယ်အရင်တော့ကကြတော့ခါနာရဲဆိုတာကဗျာဟိုလူကြီးတွေမှာဖြစ်တဲ့ကိစ္စလေးเนาะတက်ကြီးမှဖြစ်လာတဲ့ ိစ္စနည်းနည်းခါကိုင်းလာပြီးဖြစ်လာတဲ့ကိစ္စဒါပေမဲ့ခုနောက်ပိုင်းမှာကျတော့လူငယ်တွေပဲဖြစ်လာတယ်။ဘာဖြစ်လို့အဓိကကတော့ဒီကျွန်တော်တို့ရဲ့စားတောက်နေထိုင်မှုပုံစံပေါ့နော်မြို့ပြလူနေမှုပုံစံကကျတော့အထိုင်များတယ်နော်နောက်တစ်ခါထိုင်တဲ့ခါမှာလည်းဟိုကုန်းကုန်းကောက်ကွာကြီးအဲ့လိုမျိုးထိုင်ရတာများတယ်နောက်တစ်ခါကျအစားတောက်ဒီလှုပ်လက်ကိုလက်လှရှာမှုတွေပါတိတ်မရှိဘူးဒီလိုမျိုးဖြစ်တဲ့ခါကျတော့နောက်ပိုင်းမှာပါလူငယ်တွေမှာပါဟိုခန်းနာတဲ့ကိစ္စကတော်တော်လေးဖြစ်လာတယ်ပေါ့နော်ဆိုတော့ဘာဖြစ်လို့ခန်းနာကြတာလဲပေါ့ဒါက ဟိုအဖြစ်အများဆုံးကိစ္စပေါ့နော်အဖြစ်အများဆုံးခါနာတဲ့ကိစ္စကဘာလဲဆိုတော့ဒီခါမှာကျွန်တော်တို့ကခါကအစ်စ်အစ်စ်တွေရှိရပေါ့နော်သူခါယိုးကြီးကိုတစ်ခုကြည့်လိုက်ခါယိုးတစ်ခုလုံးကြည့်လိုက်ရင်ကျွန်တော်တို့ဒီမှာအစ်စ်အစ်စ်အစ်စ်တွေရှိတယ်အဲ့တော့သူကတစ်စစ်ချင်းတစ်စစ်ချင်းရဲ့ကြားထဲမှာသူကကုရှင်လိုမျိုးပေါ့ဥမာထားပါကျွန်တော်တို့ ဘုံကဒီအစ်စ်နှစ်ခုကအယိုးကြီးပဲဆိုရင်ကျွန်တော်တို့ကလှုပ်တဲ့အခါကျရင်အဆင်မပြေဘူးလေနော်ယိုးချင်းသွားပြီးတော့ထိနေမယ်နောက်တစ်ခါကျတော့ကျွန်တော်တို့ကုန်းနာကွာတာစသဖြင့်အယိုးတွေကြီးပဲထိနေလို့ကအဆင်မပြေဘူးလေနော်အဲ့တော့အယိုးတွေရဲ့ကြားထဲမှာပါလဲဆိုတော့ကျွန်တော်ကူရှင်လေးတစ်ခုခံထားရတယ်နော် dix လေးတစ်ခုပေါ့အဲ့လိုမျိုးကူရှင်လေးတစ်ခုခံထားရတယ်အဲ့ခါကျတော့မှကျွန်တော်အကုန်းကွာတွေမှာညာအဆင်ပြေတာနောက်ပိုင်းမှာကျတော့အဲ့ကူရှင်လေးရပျက်စီးလာတယ်ပျက်စီးလာပြီးတဲ့ခါကျတော့ပေါင်းလာတာပဲဖြစ်ဖြစ်အဲ तू ကတခြားအပြင်ကိုထွက်လာတာပဲဖြစ်ဖြစ် तू ကအရန်နည်းနည်း ဟိုမကောင်းတော့ဘူးဆိုရင်ဒီကောင်ကနေပြီးတော့အပြင်ထွက်လာအဲ့ထွက်လာတဲ့နေရာကနေပြီးတော့ तू ကကြောယုံမှကြောယုံအစ်စ်တွေထဲမှာရှိတဲ့အရာဟိုအစ်စ်တွေချားထဲမှာရှိတဲ့အရာမလား तू ကဒီဒီအပြင်ကိုမထွက်နေရအောင်လေနော်အဲ့လိုအစ်စ်တွေချားထဲမှာရှိတဲ့အရာကိုအပြင်ကိုထွက်လာတဲ့ခါကျတော့ तू ကဒီကြောယုံမှတွားနေတဲ့အာယုံကြောတွေကိုတွားပြီးရဖြစ်မိတယ်ဆရာကျွန်တော်ပြောသလိုပဲဒီဟာကြောယုံကြီးမတစ်စစ်ချင်းစီကျွန်တော်တစ်စစ်ရှိရဲအဲ့အစ်စ်တွေကြားထဲမှာရှိရဲကူရှင်လေးရှိရဲအဲ့ကူရှင်လေးတွေကအပြင်ထွက်လာပြီးတော့ ဒီကြောယူတစ်ခုလုံးကိုပေါ့နော် ကြောယူထဲမှာရှိရဲ့တွားနေတဲ့အာယုံကြောတွေကိုတွားပြီးတော့ဖိလိုက်ဖိမိတယ်။ပုံမှန်ကတော့အဲ့အာယုံကြောတွားတဲ့ကြောယူထဲမှာဘာမှမရှိအောင်ဒါပေမဲ့ခုနပြောသလိုပဲ disc ကဟာနီယေတက်ဖြစ်သွားပြီနော်ခုနပြောဂျားထဲမှာရှိရဲ့ cushion ကပျက်စီးလာပြီဆိုတဲ့အခါကျတော့သူကအဲ့အာယုံကြောကိုတွားပြီးတော့ဖိတယ်။အဲ့အတွက်ကြောင့်မလို့အဲ့သူဖိထားတဲ့အာယုံကြောတွေကတွားပြီးတော့နာတဲ့အခါကျတော့အောက်ပိုင်းနေမှာဒီသူဖိတဲ့နေရာစစဖိတဲ့နေရာပေါ့နော်အဲ့လိုစဖိတဲ့နေရာကနေပြီးတော့ကျွန်တော်တို့က ခါနာတဲ့ကိစ္စစတယ်ပေါ့အဲ့တော့ तू ဖိတာအပေါ်ရောက်လေလေခါနာတာကအပေါ်တက်ပြီးတော့ तू ကဖိရင်အောက်ကိုကျလေလေခါနာတာအောက်ကိုရောက်လေလေအဲ့ခါနာရာနဲ့အတူတူသူကဘာတွေပါလိုက်တက်တယ်လဲနာရာကတော့အဖြစ်များဆုံးပဲခါနာရာရဲ့ကိစ္စအဲ့ condition မဟုတ်နော်ဒီပြဿနာကျွန်တော်က PID လို့ခေါ်တယ်နော်လူငယ်တွေမှာပါအဖြစ်များ prolapse intervertebral disc ပေါ့တဘောကတော့အထက်ထဲမှာရှိနေတဲ့ prolapse ် intervertebral ဆိုတာခုနပြောတဲ့ကြောရိုးတစ်စစ်နဲ့တစ်စစ်ကြားထဲမှာရှိတဲ့ intervertebral disc ပေါ့အဝိုင်းပုံကရရှိတဲ့ disc လေးက prolapse ဖြစ်သွားတာနော် prolapse ဖြစ်သွားတဲ့အခါကျတော့အပြင်ကိုထွက်လာတယ်ပေါ့အပြင်ကိုထွက်လာတဲ့အခါကျတော့ကြာအပြင်ကိုထွက်လာတဲ့အတွက်ကြောင့်မလို့အိုင်ကြောတွေကိုသွားဖိမိပြီးတော့အဲ့ရနေနာတာဖြစ်တယ် နာတာတော့အတိတာဆုံးပဲ။ तू ကအာယုံကြောကနာတာအပြင်တို့တခြားဘာတွေကိုပါသွားပြီးတတ်ရောက်မှုရှိသေးတယ်ဆိုတော့အာယုံခံစားမှုတွေကိုပါသွားပြီးတတ်ရောက်မှုရှိတယ်။အဲ့ဒါကြောင့်မလို့တချို့တွေမှာဆိုရင်ဖိတာအရန်ပြင်းထန်တဲ့ခါကျရင်ဒီ cell တွေထုံတာနော်ကျင်နေတာနောက်တစ်ခါဟိုအဖျားအကလေးနဲ့ထိုးနေတယ်လို့မျိုးခံစားရတာမျိုးတွေဖြစ်နိုင်တယ်။နောက်စီးရီ1တွေမထိနိုင်တာမျိုးတွေဆက်ပြီးဖြစ်နိုင်တယ်ပေါ့နော်။အရန်ဆိုတဲ့အချိန်ဒီမှာ nerve ကို ဟိုအိုင်ယွန်ကြောအာကြီးပြင်းပြင်းထန်ထန်ဖြီးပြီဆိုရင်တော့အဲအိုင်ယွန်ကြောကအောက်ပိုင်းနေထိခိုက်သွားတာမျိုးတောင်သွားပြီးဖြစ်နိုင်တယ်အဲ့လိုမျိုးအခြေအနေမျိုးထိရောက်လာပြီဆိုရင်တော့ကျွန်တော်ခွဲစိတ်ကုသမှုတွေလုပ်ရတယ်အပုံမှန်အားဖြင့်တော့ဒီခါနာတဲ့ကိစ္စကိုကျွန်တော်က stretch exercise ပေါ့နော်ဒီခါကိုဆန့်ပေးတဲ့ exercise တွေလုပ်လို့ရတယ်ခါနာတက်တဲ့သူတွေကဒီ YouTube မှာလည်း stretching exercise ဆိုပြီးရရှာပြီးကြည့်ကြည့်ပါအဲယောဂလုပ်ပေးတာတွေ stretching exercise လုပ်ပေးတာတွေအရင်တက်တာပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းအဲ PID ယောဂနဲ့ခါနာရှိနေတဲ့သူဖြစ်တဲ့အတွက်ကြောင့်တော့ အသက်25လောက်ကနေစပြီးကျွန်တော်ခါနာရယ်အဲ့လိုအစဖြစ်တော့အဲ့လိုအဲ့ရတဲ့ကနေမထူနိုင်လောက်အောင်ကျွန်တော်ခါနာရယ်တဖြည်းဖြည်းနဲ့ကြာတော့နောက်ပိုင်းကြာတော့ဟိုအဲ့လို stretching exercise လုပ်တဲ့ခါနာရမယ်ဆိုသိတာတယ်အဲတစ်သက်လုံးတော့ကျွန်တော်အလေးပင်နေပါတယ်မလို့မရဘူးအဲ့လိုကုန်းပြီးတော့မလို့မရဘူးထိုင်မယ်ဆိုရင်လည်းအဲ့လိုစနစ်တကျဟို lifestyle modification ပေါ့နော်ကိုထိုင်တဲ့ပုံစံတွေပါတယ်ဟိုကစနစ်တကျပြန်ပြီးတော့ပြုပြင်ရတယ်ဒီလိုမျိုးဆိုရင်တော့ ဟိုပြန်ပြီးတော့ကောင်းတက်တယ်ပေါ့တချို့တွေမှာအဲအဲ့ထပ်ပိုးဆိုးရဲဆိုတော့ physiotherapy တွေပါလောက်ရတယ်ပေါ့နော်အဲမှာအပူပူကုထုံးနေနောက်တကအပူကုထုံးနေပါရင်လောက်ရတယ်နောက်တကလီစာနဲ့အတန်လှိုင်းနဲ့ကုရတဲ့ကုထုံးနေပါရင်အဲ့လိုမျိုးတွေပါလောက်ရတယ်နောက်တကခါကိုလေအောက်ကနေဆွဲရတယ် stretching ပေါ့တဘောဖိနေတဲ့ဟာကိုကျွန်တော်ပြန်လွတ်အောင်လုပ်တဲ့ stretching ပေါ့ခါအောက်ပိုင်းကိုဒီဟိုဟိုအလေးဆွဲတာပေါ့အဲ့လိုမျိုးတွေလောက်ရတယ်တော်တော်ကြီးကိုဆိုးနေတယ်မခံနိုင်ဘူးဟို နာကျင်မှုကလည်းအရင်ဆိုရဲနောက်တစ်ခါတခြား nerve တွေပေါ့အာယုံခံစားမှုတွေကိုပါအရင်ထိခိုက်နေပြီဆိုရင်တော့ကျွန်တော်ကခွဲရတာတွေပါတွေပါလောက်ရတယ်အရင်တော့ကတော့ဖွင့်ပြီးတော့ပေါ့နော်ဖွင့်ပြီးတော့မှကြော်ရိုးလောက်ရတာမျိုးရှိပေမဲ့အခုနောက်ပိုင်းမှာကျတော့ဒီဆက်ရုပ်လက်တံနဲ့ပေါ့အပေါက်ကလေးပဲကြော်မှအပေါက်ကလေးပေါက်ပြီးတော့ဆက်ရုပ်လက်တံနဲ့လုတ်တဲ့နည်းတွေပါတွေရှိပါပြီအဲ့တော့ပြန်ပြီးချုပ်ပြီးပြောရရင်တော့ခါနာတဲ့ကိစ္စက ခုနောက်ပိုင်းမှာလူငယ်တွေကြားထဲမှာလည်းအဖြစ်များလာတယ်ကျွန်တော်တို့ရဲ့စားတောက်နေထိုင်မှုပုံစံလေးကျွန်တော်တို့အလုပ်လုပ်တဲ့ပုံစံကျွန်တော်တို့ရဲ့နေတဲ့ထိုင်တဲ့ပုံစံလေးပုံမှာမူတည်ပြီးခါနာတာကပိုပြီးတော့အဖြစ်များလာကြတယ်မနော်ဘာလို့နာရတာလဲဆိုတော့အများအားဖြင့်ကတော့ prolapse intervertebral disc လို့ခေါ်တဲ့ဒီခါရိုးအစ်စ်တွေကြားထဲမှာ ရှိတဲ့ cushion လေးကျွန်တာကြောင့် တခြားအာယုံခံစားမှုတွေကအာယုံခံစားတဲ့အာယုံကြောတွေကိုသွားဖိမိပြီးတော့အဲဒါကြောင့်နာတာထုံနာကျင်တာတွေဖြစ်တယ်။ဘူဆိုးတဲ့အချိန်တွေမှာတော့ C1 မထိနိုင်တာတွေအောက်ပိုင်းလုံးဝလှုပ်လို့မရတာတွေပါပဲပါသွားပြီးဖြစ်နိုင်တယ်။အများအားဖြင့်ကတော့ကိုလေးဟို ထိုင်တဲ့ပုံစံတွေပါတယ်ကိုအဓိကထားကိုလေးပင်တွေပါတယ်လောကမမနဲ့အဲနောက်တစ်ခါကျတော့ယူဟိုခန္ဓာနဲ့အချိန်မှာဆိုကျွန်တော်ယောဂလေးလုပ်လို့ရတယ်ယောဂလုပ်လို့ရတယ်ခန္ဓာတက်တောင်ယောဂလုပ်လို့ရတယ် stretching exercise လေးလုပ်လို့ရတယ်ပိုဆိုရင်အလေးဆွဲတာတို့နောက်တစ်ခါ physiotherapy လုပ်တာတွေလုပ်လို့ရပြီးတော့ရမ်းဆိုးနေပြီဆိုရင်တော့အခွဲစိတ်ကုသမှုတွေလုပ်ရပါတယ်ဒါကလူငယ်တွေမှာပါဖြစ်များလာတဲ့ခန္ဓာချင်းအကြောင်းပါ